ဲသူ့မမေအားတော့မူကြီးရဲ့ပညာရေးအကုန်လုံးသူ့မမေပဲစီစဉ်တာဆိုတော့လေမူကြီးအခုလို့တော်တယ်ဆိုတာလည်းမမေကြောင့်ပါပဲမမေကအများကြီးတမီလေးအတွက်စဉ်းစားပေးပြီးတော့ပဲဟိုရှည်ကြီးအတွက်ကိုကိုတက်တော်ပုံကြီးအများကြီးစဉ်းစားတယ်အဲကွာဟိုရွှေရွှေစဉ်းစားတဲ့ပုံမှာပဲချွတ်ချွတ်ရဒါလေးလုတ်ချင်တယ်ဆိုကို့လာတိုင်မယ်ကွာအဲ့ဒီပုံမှာပဲနားထောင်ပြီးတော့ဒါလိုက်ပန့်ပိုးပေးတာပေါ့လေတမီးရဲ့ပညာရေးနဲ့ပတ်သက်တာအကုန်လုံးကတော့ချွတ်ချွတ်ပဲဥဆောင်လက်ဦးတာ မမမမကမမမမဖိတ်ထားနော်ရမောင်းဖိတ်ထားလို့လာတာပါညောင်းနေသူထထားတယ်ဆက်နေနော်ဘိုက်တက်ကမကြည့်ရသေးခံထွေးလာတဲ့လေးတွေတော့ကြည့်ရခုနကနော်ကြည့်နေမမမထွေးလာကြည့်နေနော်အဲ့လေးနောက်မှပဲကြည့်ရမှာပါ မုံအစတွေကတော်ပြီးသားပါဟိုးရင်ုံကလေးကကျွန်တော်တို့တူတူရိုက်လာကလေးကရမုံရဲ့အခြေချင်းကိုလည်းသိတယ်တော်ပြီးသားဆိုတော့တိတ်အများကြီးထွေလူပြောစရာတော့မလိုပါဘူးเนาะဒါပေမဲ့ဒီမှာဘလို့ဘလို့မျိုးတွေထပ်ပြီးတော့ item တွေထပ်ပြီးလောက်ထားမလဲဆိုတော့စောင့်ကြည့်ရမှာပေါ့เนาะဟုတ်တယ်ပါတယ်ရမုံအစတွေကတော်ပြီးသားပဲဆိုတော့လေเนาะအားပေးအားပေးရတာပေါ့ကို့မှာ ကိုမာခင်မင်လာလာလဲကြာပြီเนาะကြာပြီဆိုတော့အဲအမရဲ့ကားလေးကအဲသူရောမလဲသေုပ်ဆောင်တာချီချီမိမိထွက်လာတာလေးမျောနေတာလေးအခုထွက်လာတယ်ဆိုတော့ဒီကားလေးမင်းကြီးကားလေးကိုထောင်းတော့เนาะအားရပါတယ်အားအားပေးပါဒါလေးကြည့်ရတယ်ကျိုးသားဟာတော့ပေါ်ပါတယ်ဒါနဲ့ဇကားတစ်ခုလုံးနေနေရတော့ကြည့်ပြီးကြည့်ရမှာပေါ့နော်အစားဆုံးကြည့်ပြီးတော့မှပဲသိမှာပေါ့ထက်ထက်မြက်မြက်တွတ်ထက်ထက်မြက်မြက်ရှိတယ်တွတ်လဲတွတ်တယ်အဲ ရှိတယ်။ဩဇာအနာလည်းရှိတယ်။အဲ့လိုပုံစံမျိုးပေါ့နော်။အဲ့သူအမြဲလိုတော်တော်လွတ်လွတ်နဲ့ထက်ထမမြတ်ပဲလေ။သူကြီးလိုက်ရင်အဲ့လိုမျိုး။အဲ့လိုပုံစံမျိုးလေးပေါ့။ညမုံနဲ့ဟာဟိုလွန်ခဲ့တဲ့ဆယ်စုနှစ်တခုစာလောက်ရှိပေါ့နော်။လွန်ခဲ့တဲ့နှစ်72နှစ်73နှစ်လောက်ကတည်းကအတူတူပဲဆိုတော့ဆုံးခဲ့ကြတာဆိုတော့လေဟိုကျွန်တော်တို့ချောင်းသာမှာ happy ပြီးသွားရိုက်တုန်းကဆိုလည်းအမှကျွန်တော်တို့နှစ်လသုံးလအတူတူသွားပြီးတော့နေခဲ့ကြရတာပေါ့လေအဲ့တည်းကရင်းနေတာဆိုတော့တော်တော်ကြာပဲရင်းနေမှာတော့လေဒီကြားထဲမှာလည်းတွေးပြစ်လိုက်မတွေးပြစ်လိုက်ပေါ့အခုနောက်ပိုင်းတော့ ဲတွေ့တာနည်းနည်းခက်ဆိတ်ဆိတ်ဖြစ်နေတာပေါ့လေအခုကပြိတ္တကကိုပြိတ္တထက်ကိုမိသားစုပြိတ္တကပုံများနေရတယ်နော်ကိုတယောက်အာမုတ်တော်ဦးသမီးရောမိန်းမရောဆိုတော့အပူပြီးပျော်ရတာပေါ့လေဒီမိသားစုဘဝလေးမှာကိုကပျော်နေတဲ့အချိန်မှာပြိတ္တကပါဒီမိသားစုဘဝလေးကိုချစ်ပေးရတော့ကိုကပူပြီးပျော်ရတာပေါ့လေအာမုတ်ကြီးဖန်အများကြီးပဲဖိဖန်တော်တော်များသေးတယ် ျွန်တော်ရဲ့ကံဒီမိသားစုနဲ့မှပို့ပြီးတော့အဲ့လိုကံကောင်းတဲ့ဘက်ကိုရောက်တဲ့ကံရှိလာလို့ပေါ့လေနော်အဲ့ဒါကြောင့်ဟိုတယောက်တည်းနေတုန်းကထက်ဆိုင်မိသားစုနဲ့ကံပို့ပြီးတော့မြင့်လာတယ်ပြီးတော့ပြိသက်ကပို့ပြီးတော့ကိုယ်ချစ်လာတယ်ပေါ့လေအဲ့တော့မိသားစုကံကိုယ်အတွက်ပို့ပြီးတော့ကောင်းတာပေါ့ဒါကတော့တယောက်အမြင်နဲ့ မောင်မြင်မှုဆိုတာအလုပ်တစ်ခုတည်းနဲ့လည်းပြောလို့မရဘူး။ဒီကံအကြောင်းတရားကြီးလည်းပါတယ်။သူအချိန်ခါနဲ့လည်းစိုက်နေတာပါနော်။နောက်ပြီးတော့ဟိုဖက်ပြောသလိုပြိတ္တတရားဒီဒီလိုမျိုးလေးကိုပိုသဘောကျတယ်ဆိုတာလည်းရှိတာ။အဲ့လိုမျိုးဆိုတော့ဒါကတော့သူ့လိုလိုဖြစ်သွားတဲ့ကံပဲပေါ့နော်။အဲ့ဒါကတော့လုံးဝဟိုတင်းတင်းတင်းနေရှာရတိတိတတာပါပဲအရင်တော့ကတော့ဒါရွှေရိုး family ဆိုလို့ရှိရင်ဒါကြော်ထက်ရဲ့သမီးလေးပေါ့ရွှေမြင့်သမီးလေးဆိုပြီးတော့ အတိမိတ်ဆွေတွေရောပြိတ္တတွေတရားလို့ပဲတရားပေါ့နော်အခုကျတော့ဘဲသွားသွားမူကြီးဖေဖေမူကြီးမေမေဆိုပြီးတော့သူမျက်နာလဲပေါ့နော်ဘာဝဲဝဲအဲ့လိုချစ်ကြတယ်တခုဝဲသုံးခုလောက်ပဲအဲ့လိုမျိုးอ่ะအစချစ်ကြတော့ဒါဂျင်းနူးကတော့တနေရသွားရင်ကလေးចောင်းတက်နေတဲ့ချိန်မျိုးဆိုတော့ဟဲ့မူကြီးဖေဖေလာတယ်ပေါ့နော်မူကြီးမပါဘူးလားမေးတာသူ့ဝဲမွေးကြတယ်ဟဲ့စပြီးတော့ပြန်ပြောရတယ်ရေចောင်းထားရတယ်လေ လည်းထားလိုက်ပါဦးပရိသတ်တော့လောင်ပြလာတော့ဒါလည်းခုနကပြောသူရဲ့ကံပဲပေါ့လေပရိသတ်တွေချစ်ကြတယ်ဟိုမိဘတွေတွေမကောက်ဘူးဆွေမျိုးတွေတွေမကောက်ဘူးဟိုမိစေတငယ်ချင်းတွေရောပရိသတ်တွေရောချစ်တယ်ဆိုတော့ဒါလေးကလည်းသူကမိဘတွေအတွက်လည်းပီတိဖြစ်ရတာပေါ့လေအလားကျေသူမမေအားတော့မူကြီးရဲ့ပညာရေးအကုန်လုံးသူမမေပဲစီစဉ်တာဆိုတော့လေမူကြီးအခုလို့တော်တယ်ဆိုတာလဲမမေကြောင့်ပါပဲမမေကအများကြီးတမီးလေးအတွက်စဉ်းစားပြီးပြီးတော့ပဲ ရှည်ရည်အတွက်ကိုကိုတက်တောင်ပုံကြီးအများကြီးစဉ်းစားတယ်အဲကိုကဟိုရွှေရွှေစဉ်းစားတဲ့ပုံမှာပဲချွတ်ချွတ်ရဒါလေးလှုပ်ချင်တယ်ဆိုကိုလာတိုင်မယ်ကိုကအဲ့ဒီပုံမှာပဲနားထောင်ပြီးတော့ဒါလိုက်ပန့်ပိုးပေးတာပေါ့လေတမီးရဲ့ပညာရေးနဲ့ပတ်သက်တာကတော့ရွှေရွှေပဲဥဆောင်လက်ဦးတာပေါ့ သူကတော့ဒါသူကအင်္ဂလိပ်မြန်မာမြန်မာကဘာလို့ထည့်ပြောလဲသူအတွက်သင်ရတာပဲမြန်မာကတော့သင်ရတာချင်းတူတူပဲဆိုတော့အင်္ဂလိပ်မြန်မာတရုတ်ထိုင်းပေါ့နော်ဒါတရုတ်နဲ့အင်္ဂလိပ်နဲ့မြန်မာနဲ့ကတော့သူကျောင်းကသင်ပြီးတယ်ကျောင်းကသင်ပြီးတဲ့ဟာကိုရွှေရနည်းနည်းအဲနည်းနည်းလေးအိမ်မှာပြန်လုပ်ပေးရုံပဲပေါ့နော်ထိုင်းကတော့ရွှေရတက်ပြီးတော့သူသင်ပြီးတာပေါ့နော်ဒါဆိုသူဆိုင်ထိုင်းဆရာမှလည်းသင်ပြီးတာပေါ့အဲ့ဒါကလည်းဟိုမီရွှေရွှေရဝါသနာပါပြီးတော့တက်တယ်သူ့ကို ည့်ရဲ့အချိန်မှာ तू ကလည်းရွှေရွှေလိုဝါသနာပါနေရဲ့ဆိုတော့ပံမိုးပေးပြစ်တာပေါ့အဓိကတော့ကိုကဖြစ်စေခြင်းပဲကိုကလည်းနည်းနည်းတက်ထားမှရတာလေကလေးကိုပဲအဲအရန် push လုပ်တာမဟုတ်ပဲねကိုတည်နေတာကို तू ကလာလာထောင်ရင်းနဲ့ထိုင်းတာနည်းနည်း तू ပြီးသွားဟုတ်တယ်ရွှေရွှေ तू နည်းနည်းခွဲ၃နှစ်လောက်မှာရွှေရွှေကတင်နန်းတက်တာ online တက်တာဆိုတာလေရွှေရွှေတင်တာကို तू လိုက်နာထားပြီ तू ကအဲ့မှာသဘောကျတယ်ဝါသနာပါတယ်တလုံးစားနှလုံးစားပြောတတ်လာတယ်အဲ့ဒါတမီးသဘောကျလားကြိုက်လားမင်းမင်းတင်မင်းမယ်ဆိုတော့ तू ကလက်ခံတော့အတင်ပေးပြစ်တာပေါ့အခုကျတော့ပို ိုပြီးတော့တိတိကျကျတတိကျကျလေးဖြစ်အောင်ဟိုဆီယမ်မနဲ့တင်တာပေါ့နော်ရွှေကြတော့ခုနပြောလို့ကိုကပဲကိုကတော့မတင်နေရတော့တိတ်မတက်ဘူးလေအဲဆိုတော့သူ့ကိုဒေချာလေးဖြစ်သွားအောင်ပေါ့အေးဟုတ်တယ်ဒီကတရုတ်ဆိုလို့ရှိရင်အရေးတွေဖတ်တယ်မတက်ဘူးဟိုကျုပ်ရှင်ကြည့်ရအရင်ငယ်တော့ညကရက်ကြည့်ရဆိုတော့နားလေတယ်နည်းနည်းဝပြန်ပြောတတ်တယ်ဒါပေမဲ့စာရေးရဖတ်တာမတက်ဘူးသူကကျတော့တရုတ်စာကျောင်းမှတင်ပြီးနေတော့အဲ့ဒါလေးတော့သာပါသမီးနဲ့မိန်းမတက်ရင်ရတယ်လို့ပဲပြောထားတယ်ကိုကတော့ ်မိသားစုမှာ၂ယောက်တော့တော်ပြီပေါ့အဲ့လို၄၅မျိုးကြာကိုလိုက်တင်ဖို့ကြာမလွယ်တော့ဘူးနော်အဲ့တော့မိန်းမနဲ့သမီးပါရင်ဘယ်တော့တော့ရပြီနော်အဲ့တော့အခုမသိရင်လည်းသူတို့နှောက်မေးလိုက်တော့ဒါတော့သူ့ဝါဒနာပေါ့လေကိုကမိဘဆိုပေမဲ့ကိုလှုပ်ချင်တာနဲ့သူဖြစ်ချင်တာကိုကိုက supporting လုပ်ရတာဆိုတော့သူ့ဝါဒနာမပိုင်ဘာမှလုပ်လို့မရဘူးလေတင်လ စသူစိတ်ပြင်းတာပဲဖတ်တယ်မဲ့တက်မှာမဟုတ်လေအဲ့တော့တချို့အရာတွေဆိုသူအားနည်းတဲ့အရာတွေရှိတယ်တချို့ကိစ္စတွေပေါ့နော်တချို့ဘာသာရက်တွေမှာအားနည်းရချင်အဲ့ဒါဆိုလို့ရှိရင်လည်းရွှေရအရင် push ဒါကြီးကအားနည်းနေတယ်အရန်လုံးဆိုပြီးအဲ့လိုပေါ့အတားလေးပဲလှုပ်နေတာပဲအဲ့လိုတော့မပြောဘူးမပြောဘူးလားပြောသင်မဲ့တင်တာပေါ့နဲ့တင်တယ်တစ်ခါတလေပြောတယ်မူကြီးမှာကောင်းတဲ့အချက်ကအမလည်းငငယ်တည်းကသင်ပေးထားတာပေါ့နော်ဟိုအင်္ဂလိပ်ကျောင်းအင်္ဂလိပ်စာတက်လို့အင်္ဂလိပ်ကျောင်းတက်လို့အများတိုင်းအင်္ဂလိပ်လိုပြောနေတာမျိုးသူကငငယ်တည်းကမလုပ်အောင်ပါထားတယ် မြန်မာနဲ့တွေမြန်မာလိုပဲပြောရမယ်အဲထိုင်းနဲ့တွေထိုင်းလိုပြောအဆရာမနဲ့တင်ဆရာမနဲ့တော့ပြောပေါ့နော်အဲအဲ့လိုမျိုးလေးတခုတော့ trainer အတွက် तू ကအဲ့လိုမြန်မာချင်းချင်းတော့ तू ကတခြားဘာသာပြောမနေဘူးကျွန်တော်တို့မိသားစုလေးကိုချစ်ပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်လို့ကျွန်တော်တို့မိသားစုချစ်တဲ့ပျော်လဲပျော်တယ်ဝမ်းလဲဝမ်းသာပါတယ်လို့